တယ်လီနောမြန်မာရဲ့1800 MHz အသုံးပြုပြီး 4G LTE ဝန်ဆောင်မှုအသုံးပြုခြင်းကိုဇွန်လ15ရက်နေ့ကစတင်ပြီးရန်ကုန်တိုင်းဒေသကြီးစီပင်သာယာနယ်နိမိတ်အတွင်းရှိမြို့နယ်ပေါင်း29မြို့နယ်မှာအသုံးပြုနိုင်ပြီဖြစ်ပါတယ်။တယ်လီနောရဲ့ 4G ဝန်ဆောင်မှုမိတ်ဆက်တာတွေကိုတော့ပြီးခဲ့တဲ့10လတာကလေးကမိတ်ဆက်ထားပြီးဖြစ်ပါတယ်။လက်ရှိမှာတော့တယ်လီနောရဲ့အသုံးပြုမှု900 MHz ကနေ1800 MHz အထိတိုးချဲ့မှုအခြေအနေတွေကိုတယ်လီနောမြန်မာရဲ့ပြန်ကြားရေးဌာနကကို LS ညီညီအောင်ကအခုလိုပြောပါတယ်။ 4G 4G မှာအဓိကတော့ကိုရောဒီ customer တွေနဲ့သုံးဆွဲတဲ့လူတွေနဲ့အကောင်းဆုံးပေါ့နော်သုံးဆွဲတဲ့ဝန်ဆောင်မှုတွေသုံးဆွဲတဲ့အခါမှာအကောင်းဆုံးအတွေ့အကြုံတွေရရှိခံစားရမှာဆိုလိုချင်တာကတော့ Facebook ကြည့်တယ်ဗီဒီယိုကြည့်တယ်ဆိုလို့ရှိရင်တို့တွေနဲ့အပြတ်အတောင်ရှိချောချောမွေ့မွေ့ကြည့်ရှုနေမှာအဲ့ဥစ္စာအဓိကရည်ရွယ်ချက်ဖြစ်ပါတယ်အခု 4G ဝန်ဆောင်မှုပေးတဲ့ဟောဆိုတာပါလေဒီဥစ္စာကအဓိကရည်ရွယ်ချက်ဖြစ်တဲ့ customer တွေသုံးဆွဲတဲ့လူတွေနဲ့အတွေ့အကြုံအကောင်းဆုံးအတွေ့အကြုံသုံးဆွဲမှုအတွေ့အကြုံရရှိနေတာကိုဖြစ်တယ်အဲ့ဒါဒီအခုလက်ရှိချိန်မှာတို့ 4G ဝန်ဆောင်မှုပေးရတဲ့အဓိကရည်ရွယ်ချက်တွေတစ်ခုဖြစ်ပါတယ် Telinor စင်ကပ်အသုံးပြုသူတွေအနေနဲ့လက်ရှိအချိန်မှာ 3G ကွန်ရက်ကနေ 4G LTE ဝင်ဆောင်မှုတို့ပြောင်းလဲအသုံးပြုမယ်ဆိုရင်တော့ဆောင်ရွက်ရမယ့်ပြုလုပ်ပုံအစဉ်အဆက်ကို Go Alex ညီညီအောင်ကအခုလိုဆက်လက်ပြောပါတယ်။ 4G ကိုအခုလက်ရှိတော့ 3G သုံးနေကြတော့ 4G ဘယ်လိုသုံးကြအောင်လဲ။ဒီမှာပြောရတဲ့အထက်မှာလည်းပါတယ်။ 4G သုံးဖို့ဆိုရင် 4G ကွန်ရက်မိတဲ့နေရာမှာရှိနေဖို့လိုတယ်။ကိုယ့်ရဲ့ဖုန်းကလည်း 4G သုံးဆက်လို့ရတဲ့ဖုန်းဖြစ်နေဖို့လိုတယ်။နောက်တစ်ခုကမှတတိယအဆင့်ကြတော့မှအဲ့ဒီကိုယ် SIM card က 4G SIM card ဖြစ်နေဘူး 4G SIM card ဖြစ်ပြီးဆိုလို့ရှိရင်တော့အဲ့ဒီတယ်လီဖုန်းတွေမှာတချို့ဖုန်းတွေက slot နှစ်ခုပါတယ်ပါတယ်ဆိုလို့ရှိရင် slot အမှထားတာကိုလိုတယ်အဲ့ဒါမှသာသူ့အနေနဲ့ data ကိုရက်ကိုချိတ်ဆက်ပြီးတော့သုံးစွဲနိုင်မှာဖြစ်ပါတယ်အဲ့အစင်လေးတွေကိုလိုက်နာဆောင်ရွက်ဆိုလို့ရှိရင်တော့ 4G ပုံစံမှုတွေကိုအကောင်းဆုံးသုံးစွဲနိုင်မှာဖြစ်ပါတယ် လက်ရှိမြန်မာနိုင်ငံအတွင်း Telinor operator ရဲ့ tower တိုင်ပေါင်း9500ကျော်ရှိနေပြီး Telinor စင်ကတ်3ဆွဲသူပေါင်း16သန်းခန့်ရှိနေပြီဖြစ်ပါတယ်။အဲ့ဒီလို3ဆွဲကြသူတွေအနက်64ရာခိုင်နှုန်းမှာ internet 3ဆွဲကြသူတွေဖြစ်ပြီး20ရာခိုင်နှုန်းကတော့ 4G LTE ဝန်ဆောင်မှုတွေကိုစတင်3ဆွဲကြပြီဖြစ်တယ်လို့သိရပါတယ်။